အသားဟင်းထက်ပိုကောင်းတဲ့ပဲပြားဟင်းလေးတစ်ခွက်ရအောင်ဒီလိုလေးချက်စားကြည့်နော်ဒီဟင်းလေးကလည်းအနစ်ခက်မြများနဲ့ချက်ထားတာကိုမှပဲပြားလေးတွေကလည်းနူးဤနေပြီးတော့တော်တော်စားလို့ကောင်းပါတယ်ရှင်တသက်လွတ်စားတဲ့နေတွေမှာလည်းချက်စားလို့ကောင်းတဲ့ဟင်းလေးမျိုးလိုပိုနဲ့တူတူလိုက်ချက်ကြည့်ကြရအောင်နော်အရင်ဆုံးပဲပြားနှစ်တွဲကိုရေချောင်းအောင်တုပ်ပြီးကိုလိုချင်တဲ့ပုံစံလေးတွေလှိထားလိုက်ပါမယ်။ပိုးကတော့ခက်သေးသေးလေးတွေပဲလှိထားပါရရှင်။ တကယ်လို့ပဲပြကို ခက်ကြီးကြီးတုံးပြီးချက်မယ်ဆိုရင်လည်းအဆင်ပြေပါတယ်ရှင်ဒါကတော့ပေးပြရင်ချက်ဖို့အတွက်လိုအပ်တဲ့ပောင်ရင်ပစ္စည်းလေးတွေပါ။ကျွတ်ညီနှလုံးကိုထောင်းရလွယ်အောင်လို့အရင်နှုတ်ဆင်ထားလိုက်ပါမယ်။ဂျင်းနဲ့ဇပလင်တစ်ချောင်းကိုလည်းခပ်ပပလေးတွေလှိထားလိုက်မယ်နော်။ ချက်ခန်နီးအုပ်ဘူးရှက်နနံလေးတွေကိုလည်းလှီးထားလိုက်ပါမယ်။ခရမ်းချင်းနီးလေးတွေကိုလည်းလေးစိတ်စိတ်ထားလိုက်ပါမယ်။အရင်ဆုံးဇပလင်းနဲ့ဂျင်းကိုညက်သွားအောင်ထောင်းထားလိုက်မယ်နော်။ထောင်းနေရင်လည်းညက်လာပြီဆိုရင်တော့ကျွွံ့ဖြူနဲ့ကျွွံ့နီလေးတွေပါဆက်ထည့်ထောင်းလိုက်ပါမယ်။အလုံးညက်သွားပြီဆိုရင်တော့ပကံတစ်ခုတည်းကိုဆက်ထုတ်လိုက်မယ်နော်။ ဒါဆိုရင်တော့တခါရင်ထိတ်ချက်လို့ရပါပြီရှင်။ကဲပေးပြလေးတွေကိုစကြော်ကြမယ်နော်။ပေးပြလေးတွေကိုတော့ကျွတ်ကျွတ်လေးဖြစ်အောင်အရင်ကြော်ထားလိုက်ပါမယ်။ပေးပြကြော်တဲ့အခါပိုးလိုမျိုးတအိုးတည်းမကြော်ပဲနှအိုးခွဲကြော်ရင်ကြော်ရတာပိုးအဆင်ပြေပါတယ်ရှင်။အယောင်လေးပြောင်းပြီးကျွတ်လာပြီဆိုရင်စီလေးစစ်ပြီးတော့ဆဲထုတ်ထားလိုက်မယ်နော်။ပေးပြကြော်ထားတဲ့စီလေးနဲ့ပဲကျွတ်သွန်ဖြူနေခြင်းဇပလင်ထောင်းထားတာလေးကိုစီးတက်လိုက်ပါမယ်။ တနည်းမုံလေးနဲ့အနေငယ်ထိတ်လိုက်ပါမယ်ရှင်။စီးတတ်တဲ့အခါမှာကျွတ်တွန်လေးတွေနွမ်းပြီး၆တဲ့အထိစိတ်ရှိရှိနဲ့စီးတတ်ပေးရပါမယ်ရှင်။ဒါမှအနစ်ကလေးကပူစားလို့ကောင်းတယ်နော်။ကျွတ်တွန်လေးတွေကြက်ပြီဆိုရင်ငရုတ်တိရောင်တဲ့မုံကိုထမင်းစားစွန်းနဲ့တစွန်းထည့်ပါမယ်။အစိမ့်နဲ့လေးပျောက်ပြီဆိုရင် ခရဲညင်ကြီးလေးတွေထည့်လိုက်မယ်နော်။ခရဲညင်ကြီးနူးအောင်လို့ရင်းနှွေးလေးအနေငယ်ထည့်ပြီးအဖုံးလေးအုပ်ပြီးတည်ထားလိုက်ပါမယ်။ တယ်လာရင်းနဲ့ခရင်ကျင်ဒီလေးတွေနူးလာပြီဆိုရင်အနစ်ကြအောင်လို့နည်းနည်းခြေထားလိုက်ပါမယ်။ပြီးရင်တော့ကြော်ထားတဲ့ပေပြားလေးတွေထည့်ပါမယ်။အရသာအတွက်စားနေဟင်းချုံမုံကိုထည့်လိုက်ပါမယ်ရှင်။ပေပြားလေးတွေကိုအရသာဝင်အောင်ခဏမှွေထားလိုက်မယ်နော်။ပေပြားလေးတွေကိုနူးဤသွားအောင်လို့ရင်းနှီးလေးအနည်းငယ်ထည့်ပြီးတည်ထားလိုက်ပါမယ်ရှင်။ အဖုံးလေးလည်းပြန်ဥထားလိုက်မယ်နော်။ပေးပြားလေးတွေကိုစီပြန်လာတဲ့အထိဆက်တင်ထားလိုက်ပါမယ်။စီပြန်လာပြီဆိုရင်တော့ရှင်းနေနေလေးအုပ်လိုက်ပါမယ်ရှင်။ဒါဆိုရင်တော့အနစ်မြများနဲ့စားလို့အရန်ကောင်းနဲ့ပေးပြားအဆက်ချက်လေးတစ်ခွက်ရပါပြီရှင်။ပေးပြားလေးတွေကအီအီလေးနဲ့အနစ်လေးတွေကလည်းအရသာရှိပြီးထမင်းနဲ့စားရင်ကွက်တီပါပဲရှင်။ ဲပြားဟင်းလေးတစ်ခွက်ပေးမယ်အသားဟင်းထက်တောင်ပိုကောင်းတာမို့လို့ချက်စားကြည့်အောင်နော်ဘဲကျက်လည်းစိတ်ဖြစ်တာမို့လို့ဈေးပူချွေတာပေးတဲ့ဟင်းကောင်းလေးတစ်ခွက်လည်းဖြစ်ပါရဲ့ရှင်ဒါဆိုရင်တော့ဒီနေ့ရဲ့ဗီဒီယိုလေးလည်းပြီးသားပါပြီပိုးရရဲ့ channel လေးမှာဟင်းချက်နီလေးတွေရောမုတ်လုံနီလေးတွေပါအမြဲတည်မီတာမှာဖြစ်လို့ channel လေးကိုလည်း subscribe လုပ်ပေးသားပါအောင်နော်အားလုံးပဲနောက်ဗီဒီယိုကြရင်ပြန်နေပါမယ်ရှင်